လုံထုံးလုံနီနဲ့စီကံတွေကိုမလိုက်နာတဲ့တရားသူကြီး80ကျော်အပါအဝင်ပြည်တော်စုတရားလွှတ်တော်ချုပ်အောက်မှာရှိတဲ့ဝန်ထမ်းစုစုပေါင်း150နီးပါးပြည်ထောင်ချမှတ်တာတွေခံခဲ့ရတာဖြစ်ပါတယ်။ဘာကြောင့်ဖြစ်ပါသလဲ။ဘလို့ပြည်ထောင်တွေချမှတ်ခဲ့တာပါလဲ။ဒီသတင်း604ကိုမတင်ဆက်ခင်မှာဘာမထိုင်းသတင်း channel ကို subscribe နဲ့ like လေးလုပ်ပြီးတော့မြေတားရခက်ပြစေ။ပြီးခဲ့တဲ့2024ခုနှစ်အတွင်းမှာလုံထုံးလုံနီနဲ့စီကံတွေကိုမလိုက်နာတဲ့ တရားသူကြီး80ကျော်ကို ပြည်တံချမှတ်အေးအေးယူတာတွေလုပ်ခဲ့တယ်လို့ပြည်တော်စုတရားလွှတ်တော်ချုပ်ကတည်ပြလာပါတယ်။နိုင်ငံတော်ရဲ့အမြင့်ဆုံးတရားစီရင်အနာကိုပိုက်ဆိုင်ထားတဲ့ပြည်တော်စုတရားလွှတ်တော်ချုပ်အနေနဲ့တရားစီရင်လုပ်ငန်းတရားရုံးလုပ်ငန်းအစစ်စစ်တို့မှာတာဝန်ထမ်းဆောင်နေတဲ့တရားသူကြီးတွေရုံးဝင်နှန်းတွေရဲ့ကျင်းဝစီကံလိုက်နာမှုတွေကိုကြီးကြပ်ဆောင်ရွက်နေတယ်လို့တရားလွှတ်တော်ချုပ်ကပြောပါတယ်။ အဲ့ဒီ2024ခုနှစ်အတွင်းမှာတရားသူကြီးအပါအဝင်ဝန်ထမ်းတွေနဲ့ပတ်သက်လို့တိုင်ကြားစာ1400ကျော်ကိုလက်ခံရရှိခဲ့တဲ့အတွက်စုံစမ်းစစ်ဆေးတာတွေကိုလည်းပြုလုပ်ခဲ့တယ်လို့သိရပါဗျ။အာဂရိကိစ္စတွေနဲ့ပတ်သက်လို့မြန်မာနိုင်ငံအာဂရိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဘက်ကပို့ပေးလာတဲ့တိုင်ကြားစာပေါင်း50ကျော်ရှိတယ်လို့သိရပါဗျ။အဲ့ဒီထဲမှာတော့မမှန်မကန်တိုင်တဲ့တိုင်စာပေါင်းဟာ40ကျော်ရှိခဲ့တာဖြစ်ပြီး တိုက်စားနှစ်ခုနဲ့ပတ်သက်လို့အရေးယူခဲ့တယ်လို့တရားလွှတ်တော်ချုပ်ကဖွင့်ဟပြောဆိုထားပါတယ်။အဲ့ဒီနှစ်အတွင်းမှာဝန်ထမ်းစီကံဖောက်ပြတာလှုပ်ထုံးလုံနေမလိုက်နာတာစီမံခန့်ခွဲမှုအားနည်းတာတွေအတွက်အရေးယူတာတွေပြုလုပ်ခဲ့တယ်လို့ပြည်တော်စုတရားလွှတ်တော်ကဆိုပါတယ်။ပြည်တော်စုတရားလွှတ်တော်ချုပ်နဲ့လက်အောက်တရားရုံးအစစ်စစ်မှာတာဝန်ထမ်းဆောင်နေတဲ့တရားရေးအရာရှိတရားသူကြီး84ဦးရုံးဝန်ထမ်း65ဦး စုစုပေါင်း146ကိုရာထူးအလိုက်ဝန်ထမ်းပြည်တပ်တွေချမှတ်ခဲ့တယ်လို့တရားလွှတ်တော်ချုပ်ကပြောပါတယ်အထူးသဖြင့်ခရိုင်တရားသူကြီးတောင်းဦးဒုညမှုတဦးမြို့နယ်တရားသူကြီးတဦးအပါအဝင်စုစုပေါင်း73ဦးကိုရာထူးကနေထောက်ပဲ့ပြစ်လိုက်တယ်လို့ပြည်တော်စုတရားလွှတ်တော်ချုပ်ကပြောပါတယ်ဒါပြင်အခြားသောတရားရေးအရာရှိတရားသူကြီးတွေကိုလည်းသတိပေးတာတိုးလာစားရဆိုင်တာ ယာဒုတို့ရဆိုင်တာယာဒုအစစ်စစ်ရှော့ချာရီကိုလည်းပြစ်တံချမှတ်ခဲ့တယ်လို့တရားလွှတ်တော်ချုပ်ကပြောပါတယ်။ပြီးခဲ့တဲ့နှစ်တွင်မှာတော့တရားရေးအရာရှိတရားသူကြီးအချို့ဟာဝန်ထမ်းစီကံလုံထုံးလုံနည်းတွေကို မလိုက်နာတာတွေနဲ့ပတ်သက်လို့ဝန်ထမ်းအဖြစ်ကနေထောက်ပေတာတွေလည်းရှိခဲ့ပူပါတယ်ရှင်။